အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ထိုင်းကိုရောက်တာဒီနေ့ကတော့၄ရက်မြောက်ဖြစ်သွားပါပြီဒီနေ့ထိုင်းကိုရောက်တာဇာတို့၄ရက်မြောက်ဖြစ်သွားပြီပေါ့နော်၄ရက်မြောက်ဖြစ်သွားပြီဒီမှာကနောက်လ၂ရက်နေ့ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကိုညနေပြန်မင်းအမနေ့အဲ၂၉ရက်နေ့၂၉ရက်နေ့ကိုတော့ဇာတို့ပတ္တရာကိုသွားမယ်ပတ္တရာမှာတညအိမ်မယ်ပေါ့နော် တရားမှတညအိမ်မယ်အဲချမ်းချမ်းကိုလည်းခေါ်တယ်ချမ်းချမ်းကမလိုက်တာဝင်းဝင်းကကြတော့ဘိုက်ကြီးနေပြီဘိုက်ကြီးကဟိုဟာတော်တော်လေးကိုထွားနေပြီပေါ့နော်ဝင်းဝင်းဘိုက်ကတော်တော်ထွားနေပြီမွေးလဲမွေးကန်နေပြီဆိုတော့ကျမသူ့ကိုအနာပေးလိုက်တဲ့သဘောပေါ့နော်သူကမွေးဖို့ကတိတ်မလို့တော့ဘူးလူကလည်းတော်တော်လေးကိုခြေစစ်လက်စစ်တွေနဲ့တအားရှောင်းနေရလေရှောင်းနေရဆိုကို့နောက်ကိုလိုက်လို့ရှိရင်လည်း तू ကအဲ့လိုမျိုး ကိုကသူ့ကိုပြည်ပန်းမှာဆိုလို့တက်တောက်တက်တာနေစေချင်တယ်။သူကကိုမနေဘူး။မနေဘဲနဲ့ကိုရဲ့ဝေယာဝဆတွေအကုန်လုံးလိုက်လုတာ။လိုက်လုတဲ့အခါကျတော့သူ့ကိုတစ်ခုအဖြစ်မှာစိုးတာ။တစ်ခုအဖြစ်မှာဆိုတော့ကဲငါနဲ့လိုက်နေလို့ရှိရင်တော့သူတို့ကလုံနေမှာပဲဆိုပြီးတော့သူ့ကိုထားခဲ့တာပေါ့နော်။နောက်တစ်ခါကျတော့လေရင်စီးရတယ်အဆင်မပြေမှာစိုးလို့လေကျမက။သူကဝါလဲဝါတယ်။နောက်တစ်ခုကကိုဝင်ကြီးနဲ့ဆိုတော့လေရင်စီးရတာတက်တောက်တက်တာမဖြစ်ပါနဲ့ဆိုတာကခုံလေးတွေကနည်းနည်းတိတိလေးတွေဖြစ်နေ။လေရင်ခုံကဟုတ်တယ်ရပါတော့ အဲနောက်တစ်ခုကပြောချင်တာကအခုထိုင်းမှာအခုဝယ်တဲ့ပွဲတိုင်းအိတ်ကလေးတွေပေါ့နော်ပွဲတိုင်းအိတ်ကလေးတွေကိုကျွန်မ Facebook ပေါ်မှာတင်လိုက်တော့ကြတော့လာမာကြတယ်လာမာပြီးတော့ပိုက်ပါမှာငွေလွှဲပေးကြတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဇာကလည်းအဓိကကြိုက်တာကတော့ဖနက်တို့ပတ်ဆက်အိတ်တို့မျက်မှန်တို့ဇာကြိုက်တယ်ဟိုတနေ့ကဝယ်တဲ့ဒီအော်မျက်မှန်ကကြတော့သူက show လုံးကနေသွားဝယ်တာအဲဘတ်19500ပေးရတယ်19500နောက်တစ်လက်ကကြတော့သူကနည်းနည်းလေးဈေးသက်တာလေ ဒီမှာစေးချတဲ့အချိန်ကိုဝယ်လိုက်တဲ့အတွက်တော်တော်လေးကိုဈေးတက်တာတဲ့။ तू ကတော့ဟိုပါဗော။အဲ brand ကကြတော့ तू ကအဲ तू လည်းအဲ့လိုမျိုး brand တစ်ခုပဲဒါပေမဲ့အဲ့ brand ကိုတော့ကျမမတက်ဘူး။အဲဒါပေမဲ့ဒီမှာတော့တော်တော်များများတော့တုံးချရတယ်လို့ပြောတယ်ပေါ့နော်။အဲ့နာလေးကကြတော့ဈေးတက်တာတယ်။လှလဲလှတယ်ပေါ့နော်။လှလဲလှတယ်။ဒါပေမဲ့လို့ပစ္စည်းတွေအများကြီးအချို့တွေလည်းမှားကြတယ်။တဲဘိုးကအဲ အဆင်မပြေတော့ဘူးဘာဖြစ်လို့ဆိုတော့ဇာတ်လို့ကလေကီလိုတွေကျော်လောက်တယ်အခုဝဲထားတဲ့ဟာကြီးရောအများကြီးရောလေမုတ်တွေရောနော်နောက်တစ်ခါစားစရာတွေကမုတ်တွေဝယ်တယ်နောက်တစ်ခါအဲအဖနက်တွေဝယ်တယ်ဖနက်တွေကလည်းပါတယ်တော်တော်များများပါတယ်ဖနက်ဆို cross ပေါ့နော် cross တွေပါတယ်ဇာတ် cross တစ်ခါမှမစီဘူးဟိုတနေ့ကသမီးလုပ်တဲ့သူကမြောက်ပြီးတော့အဲ cross ကိုဝယ်လိုက်တာအဲ cross စီးမယ်ဆိုပြီး cross ဝယ်လိုက်တော့ cross ပါလာတယ်เนาะအဲ တော့နောက်တစ်ခါ makeup ပစ္စည်းတွေပေါ့နော် makeup ပစ္စည်းတွေဆိုလို့ရှိရင်လည်းစားကူဟိုဟာပေါ့အဲ foundation makeup တွေနှခမ်းညီတွေအဲပါလာတယ်အဲ့ဒါ lotion တွေတော့မဝယ်ဘူးရှင်ဘာဖြစ်လို့ကျွန်မတို့ကိုရီးယားလည်း lotion သိမ့်မကြိုက်တဲ့လူမျိုးဆိုတော့ lotion မသုံးဘူးပေါ့နော် lotion မသုံးဘူးအဲတချို့ဆိုစားကိုရင်မွေးမာကြတယ်ရင်မွေးရလေဒီမှာလေအဲတယောက်မှာလေရင်မွေးဆိုလို့ရှင်ရင်လေရင်မွေးတစ်မျိုးနဲ့တွေကိုမြန်မာငွေ30ကျော်တယ်အဲ့ဒါအဆင်မပြေနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ ဇာကားကြတော့ဘက်ကလည်းအဲ့လောက်ကြီးပြောလောက်အောင်ကြီးအများကြီးလည်းမပါဘူးအခုကိုသုံးတာနဲ့ကိုပဲတော်တော်လေးကိုကုန်းနေပြီကိုသုံးတာနဲ့ကိုဘက်ကတော်တော်ကုန်းနေပြီအများကြီးတက်ပါမလားလေနောက်တစ်ခါကြတော့အဲ့လောက်အများကြီး size ရပတ်ဆက်ကလည်းမပါတဲ့အတွက်ကြောင့်မလို့အာနာနာနဲ့ညင်းလိုက်ရတာပေါ့နော်အာနာနာနဲ့ညင်းလိုက်ရတာမြန်မာငွေကိုပဲရင်မွေးပလင်းကအဲ25သိန်းလောက်သွားကြမယ်သိလားရင်မွေးပလင်းနေတော်တော်လေးလည်းကောင်းပါလေသူပြောတဲ့ရင်မွေးရလေအဲကိုသွားကြည့်တဲ့ နေရဘူးပဲတော်တော်လေးကိုကောင်းတယ်ကိုကတော့အဲ့လောက်တန်းကြီးတော့မသုံးဘူးပေါ့နော်ရင်မွေးကိုရင်မွေးဆိုလို့ရှိရင်လည်းသုံးတော့သုံးတယ်အလွန်ဆုံး၈သိန်း၉သိန်းပေါ့အဲ့လောက်ပဲနောက်တစ်ခုပြောချင်တာကမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့အော်ပြောချင်တာကကျမကလေတချို့တွေချက်ပေါက်ကနေလာပြောကြတယ်အမရေအာသူကတော့ဘလို့အမပုံမှာဘလို့ရှိရယ်နော်အဲသူကတော့အမကိုဘလို့ချစ်တာနော် အဆိုပြီးတော့အမျိုးမျိုးလေးပေါ့နော်ဝေဖန်တဲ့လူလေးရှိရဲ့အားလေးနဲ့တစ်ချက်တော့ပြောချင်ပါတယ်ကျမက16နှစ်သမီးကလေးကအလုပ်တွေအများကြီးလုပ်ခုပါတယ်လူပေါင်းစုံနဲ့လည်းတွေ့ခုပါတယ်မိတ်ဆွေအပေါင်းတင်နေတယ်မှာလည်းဘသူကဘလို့စိတ်သက်ရှိရဲ့ဆိုတာသိပါတယ်နော်အော်ရှေ့မှာပြုံးပြီးတော့ကိုရမှာအတင်းတုတ်တဲ့လူတွေလည်းသိပါတယ်เนาะရှေ့တမျိုးကိုရတမျိုးလူတွေလည်းအများကြီးကြုံခဲ့ပူပါတယ်အများကြီးကြုံခဲ့ပူဒါကတော့အဲ့ရှေ့တမျိုးကိုရတမျိုးပြောရတဲ့လူတွေကသူတို့ကဗီဇပါတယ်အဲ့ဗီဇဖျောက်လို့မရဘူးเนาะ မိစားပြောင်းလို့မရဘူး။ဒါပေမဲ့ကိုဒီပြောချင်တာကဇာနဲ့ပတ်သက်ပြီးတော့ချစ်လို့ပဲဖြစ်ဖြစ်တတိပေးတာပဲဖြစ်ဖြစ်ဘာမှမပြောပါနဲ့။ကျမပဲဆိုရင်အပေါင်းအပေါင်းတင်နေတဲ့ပတ်သက်ပြီးကျမဘသူဘလို့စိတ်သက်ဆိုတာကျမအကုန်သိပြီးသား။မသိချင်အောင်ဆောင်တာပဲရှိပါလေ။နော်။နောက်တစ်ခါပြောချင်တာကချမ်းချမ်းနဲ့ဆိုတာကျမနဲ့ရသူငယ်တန်းကလေးကတငယ်ချင်း။ချမ်းချမ်းကအင်မတန်မှစိတ်ထားကောင်းသောကိုယ်လည်းအဲ့လိုမျိုးသူရှိလို့ရှိရင်ပေးချင်တယ်ကြွေးချင်တယ်ကိုယ်တွေမဟုတ်ဘူးကိုယ်ဝိနာဝင်းဝင်းတို့ဖြိုးဝေအောင်တို့အကုန်လုံးကို तू ကပေးချင်တာ ခยีသွားပြီဆိုလည်းမုတ်ဘိုးတွေပေးတာသူကเนาะအဲဆီယမမိမိစင်နဲ့ကျမနဲ့ဆိုတာအမျိုးတော်ပါလေเนาะဆီယမကကျမကိုအဲအမေလိုအမလိုချစ်တာပါเนาะဆီယမတို့လင်မယားနှစ်ယောက်လုံးလင်မယားနှစ်ယောက်လုံးဆီယမယောက်ျားဆိုလို့ရှိရင်ကျမထက်အသက်ငယ်တယ်ဆီယမယောက်ျားရောဆီယမရောကိုယ့်ကိုအမေလိုအမလိုသဘောထားတာเนาะချမ်းချမ်းဆိုလို့ရှိရင်သူ့ထက်ကျမက 6လလောက်ပဲကြီးတာဒါပဲမဲ့လို့ तू ကလည်းအဲ့လိုမျိုးပေါ့ဟိုဒီ line ပေါ်မှာဂျမ်းဂျမ်းဆိုတဲ့နာမည်တစ်လုံးလေးလူတိုင်းကချစ်လာအောင်ခင်းလာအောင်လူတွေသိလာအောင်နင်းနင်းတွဲခေါ်လို့ငါဒီပေါ်ရောက်လာတယ်ဆိုတော့ကျေးဇူးတိတတ်မှုလေးနဲ့ကျမတငယ်ချင်းကကျမအပေါ်မှာအမြဲတမ်းဂယုစိုက်တယ်เนาะအဲပြီးလို့ရှိရင်ဟိုဗာလေးဖြစ်ဖြစ်ကျွေးချင်တယ်เนาะအဲအဲ့အလေးပါเนาะနောက်တစ်ခုပြောချင်တာက ကိုကိုကလည်းကိုတငယ်ချင်းနေအဲဒီအခုကိုပေါင်းနေတဲ့တငယ်ချင်းနေရောနော်နောက်တစ်ခါကြာလို့ရှိရင်ဆီယမဝောအကုန်လုံးကိုသမီးလေးတွေကိုညမလေးတွေလိုပဲသဘောထားတယ်ကိုရဲ့တကယ်မိသားစုအရင်းချနေလို့ပဲသဘောထားတာနော်မိသားစုအရင်းချနေသဘောထားဂျန်နဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းရှိပါတယ်ကိုနဲ့မတွေ့ဖြစ်တာပဲရှိရပါတော့သူနဲ့တော့အဆက်အသွယ်မပြတ်ဘူးဒါပေမဲ့လို့မိတ်ဆွေတွေကမှဘသူကဘလို့စိတ်သက်ရှိရဲဆိုတာကျမအကုန်သိရဲနော်ဘသူမှဘလို့စိတ်ထားမျိုးရှိရဲဘလို့စိတ်မျိုးရှိရဲဆိုတာ သိပါတယ်နော်အားလုံးကျေးဇူးတင်နေအခုမှားတဲ့သူတွေကိုလည်းပြောချင်တာကလေတကယ်လို့မအခုဒီနေ့ထပ်သွားကြည့်တော့အိတ်တွေမရတော့ဘူးဆိုလို့ရှိရင်ငွေတွေကျမပြန်လွှဲပေးမယ်နော် Viber မှာငွေလွှဲလေးတွေဝင်ထားတာတွေ့ပါတယ်နော်ငွေလေးတွေပြန်လွှဲပေးပါမယ်ရှင်အားလုံးပဲစวัสดีค่ะ